မင်္ဂလာပါဒီနေ့ကျွန်တော်တို့အားလုံးရဲ့ရင်ထဲမှာတနည်းတပူဖြစ်နေတဲ့ကိစ္စတစ်ခုအကြောင်းမဖြစ်မနေကိုပြောကိုပြောရမယ့်ကိစ္စတစ်ခုအကြောင်းပြောပြချင်ပါတယ်အဲ့ဒါကတော့မကြသေးခင်ကမှ trend ဖြစ်သွားတဲ့အနုပညာရှင်နေတိုးနဲ့မြင့်မြတ်တို့လိုနာမည်ကြီးတွေပါဝင်တရုပ်ဆောင်လာတဲ့ခေတ်သမိုင်းကိုဒုံးဆိုင်မြည်သူများဆိုတဲ့ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်တဲ့ကိစ္စပါဒီဇာတ်ကားကဘာလဲလက်ရှိစကောင်စီကလာမယ့်2025ဒီဇင်ဘာလမှာလုံးမယ်ဆိုတဲ့ ရွေးကောက်ပွဲအတွက်ဝါရဖြန့်ဖို့ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားလို့လူတိုင်းသိကြပါတယ်။ဒါပေမဲ့ဒီဇာတ်ကားကိုပြောဖို့ထက်ဒီရုပ်ရှင်ရိုက်နေတဲ့အချိန်သူတို့ရီမောပျော်ရွှင်ပြီးတရုပ်ဆောင်နေတဲ့အချိန်မှာမြန်မာပြည်ရဲ့မြေပြင်မှာဘာတွေဖြစ်နေလဲဆိုတာကိုအရင်ဆုံးပြန်ကြည့်ကြပါစို့။ရုပ်ရှင်ထဲမှာသူတို့ကငိမ့်ငယ်ရေးဖွံ့ဖြိုးတိုးတက်ရေးစကားတွေပြောကောင်းပြောပါလိမ့်မယ်ဒါပေမဲ့လက်တွေ့မှာတော့စစ်ကောင်စီဟာနေစင်တဲ့အမျှမျိုးရွာတွေကိုဘုံကျဲတိုက်ခိုက်နေပါတယ် မနစ်ကနဲ့ဒီနှစ်အစပိုင်း2024-2025အချက်လက်တွေရစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာအရင်နှစ်တွေထက်သုံးဆကျော်အထိတိုးတက်လာပါတယ်။သူတို့ရဲ့လက်နက်တွေကရွာတွေကိုမိရှုဖျက်ဆီးရုံသာမကဘာမှမဆိုင်တဲ့ပြည်သူလူထုကိုပြစ်မှတ်ထားတိုက်ခိုက်နေတာပါ။ကလေးတွေအမျိုးသမီးတွေဖုန်ကြီးကြောင်တွေနဲ့ဈေးရုံတွေပါပြစ်မှတ်ထားနေတာကို ကျွန်တော်တို့မြင်နေကြားနေရပါတယ်။နိုင်ငံတကာစီးရင်ခံစားတွေရ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရဲသားတိုက်ဆုံမှုဟာအစမတန်မြင့်တက်လာပါတယ်။သူတွေရဲ့ရဆမှုကလူတက်ယုံနေမကပါဘူး။ဖန်စီထားသူတွေကိုလည်းညင်ပန်းနှိပ်စက်တာ၊ကောင်းဖြတ်တတ်တာ၊လူသားထားအဖြစ်အသုံးပြုတာလိုမျိုးစိတ်ကူးနဲ့ပင်မယုံနိုင်လောက်စရာရဆက်ကြမ်းကြုတ်မှုတွေကို နိုင်ငံတကာကစည်ရင်ပြုစုမှတ်တမ်းတင်ထားကြပါတယ်။လူပေါင်းတန်းတဲ့ချင်းဟာစစ်ဘေးရှောင်နေရပြီးတုံးတန်းကျော်ဟာအိုးမဲ့အိမ်မဲ့ဖြစ်နေပါတယ်။ ဒီလိုနေစဉ်လူမဆန်တဲ့လုံရမှုတွေကျူးလွန်နေတဲ့အဖွဲ့အစည်းတစ်ခုကရွေးကောက်ပွဲလုပ်မယ်လို့ပြောပြီးအဲ့ဒီရွေးကောက်ပွဲကိုအတိအမှတ်ပြုပေးဖို့ဒီလိုဝါရဖြန့်ရုပ်ရှင်တွေရိုက်ကူးနေတာပါရွေးကောက်ပွဲဆိုတာဒီမိုကရေစီရဲ့အခြေခံပါလူထုရဲ့ဆန္ဒကိုပေါ်ပြတဲ့လမ်းကြောင်းဖြစ်ရပါမယ်ဒါပေမဲ့စစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲကတကယ်ရောဒီမိုကရေစီလားမဟုတ်ဘူးလားဆိုတာကျွန်တော်တို့အားလုံးသိပါတယ် သူတို့ကအာဏာကိုဆက်လက်ထိန်းချုပ်ထားဖို့နိုင်ငံတကာကိုမြင့်လက်ပြဖို့နဲ့သူတို့ရဲ့အကြမ်းဖက်မှုတွေကိုတရားဝင်ဖြစ်အောင်ကြိုးစားနေတာပါဒါဟာထွက်ပတ်မဟုတ်ဘူးထောင်ချောက်ပါတကယ်လို့ဒီရွေးကောက်ပွဲကိုအမှုပညာရှင်တွေကဗန်ဘိုးပေးရင်ဘာဆက်ဖြစ်မလဲဒါဟာပြည်သူတွေရဲ့သွေးနဲ့မျက်ရည်တွေပေါ်မှာမတိကျေကြုံပြုပြီးအာဏာရှင်ကိုဆက်လက်အသက်သွင်းပေးနေတာနဲ့အတူတူပါပဲ ပြည်သူတွေဟာဒီမိုကရေစီကိုလိုချင်လို့အသက်တွေ အိမ်တွေအနာဂတ်တွေကို ပေးဆက်နေရတာပါယခုချိန်မှာစစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုဖော်ဆောင်နေတဲ့တော်လှန်ရေးအားစုတွေရှိနေပါပြီဒီအားစုတွေကတော့ဒီကြွေးကောက်ပွဲကိုတပိမောက်ဖို့တိုက်တွန်းထားတာပါဒီတော့ဇက်ကားထဲမှာပါဝင်တဲ့အမှုပညာရှင်တွေပေါ်ကျွန်တော်တို့ဘလို့တုတ်ပြန်တင်လဲအမှုပညာဆိုတာလူ့အဖွဲ့အစည်းရဲ့ရောင်ပြန်ဟမှုဖြစ်ရပါမယ်အမှုပညာရှင်တွေဆိုတာပြည်သူကိုကိုယ်စားပြုတဲ့ပြည်သူချစ်တဲ့သူတွေဖြစ်ရပါမယ်အမှုပညာရဲ့တန်ဖိုး သူတို့ရိုက်ကူးထားတဲ့ဇကားဟာအနုပညာတန်ဖိုးရှိခြင်းရှိပါလိမ့်မယ်။ဒါပေမဲ့ဒီဇကားကသွေးဆုံနေတဲ့လက်တွေကနေထွက်ပေါ်လာတဲ့ဝါရပြန့်ဇကားတွေကိုတဲဆောင်လာတဲ့အတွက်အနုပညာတန်ဖိုးဟာလူတန်ဖိုးအောက်မှာလုံးဝပျောက်ဆုံးသွားပါတယ်။တုတ်ပြတ်မှုဝိုင်းခော့ကျွန်တော်တို့ရဲ့တုတ်ပြတ်မှုဟာရိုးရှင်းပါတယ်။ဒါဟာအမုန်းတရားနဲ့တိုက်ခိုက်တာမဟုတ်ပါဘူး။ဒါဟာကိုကျင်တရားနဲ့အမှန်တရားတွေ့ရည်တည်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့သူတို့ရဲ့လက်ရမှန်သမျှကိုတပိမောက်ဖို့ဝိုင်းခေါ်လုပ်ဖို့လိုပါတယ်ဒီရုပ်ရှင်တွေကိုကြည့်ရှုခြင်းအဖြစ်သူတို့ကိုအတိမတ်ပြုခြင်းအဖြစ်စေကောင်စီရဲ့ဝါရဖြန့်ချီရေးရန်နရာကိုအားဖြစ်ပေးရရောက်သွားပါလိမ့်မယ်ဒါဟာငွေကြေးနဲ့ဂုဏ်သိက္ခာကိုအမှန်တရားနဲ့လဲလှယ်လိုက်တဲ့လုပ်ရက်ကိုလက်ခံနိုင်စရာမရှိဘူးဆိုတဲ့ဒီသူရဲ့အတန်ကိုပြသခြင်းပဲဖြစ်ပါတယ်ပညာသားပပတုတ်ပြန့်ခြင်းကျွန်တော်တို့ဟာဆဲဆိုတိုက်ခိုက်ဖို့ထက်ပညာသားပပဝေဖန်ဖို့လိုပါတယ် သူတို့ရဲ့လောက်ရကြောင်ဖြစ်ပေါ်လာမဲ့အမှုပညာနယ်ပယ်ရဲ့ပျက်စီးဆုံးရှုံးမှုကိုထောက်ပြဖို့လိုပါတယ်။တမိုင်းကအမှန်တရားကိုအမြဲတမ်းမှတ်တမ်းတင်နေမှာပါ။ဒီလိုခက်ခဲတဲ့ကာလမှာပြည်သူတွေရဲ့ရင်ထဲကအမှုပညာရှင်ဟာဘသူလဲဆိုတာတမိုင်းကစုံဖြတ်ပေးပါလိမ့်မယ်။ဒီလိုရုပ်ရှင်တွေဟာပြည်သူတွေရဲ့နေစဉ်ဘဝမှာရင်ဆိုင်နေရတဲ့ဒေချင်းရှင်ချင်းနဲ့အတ္တဒုက္ခတွေကိုမတိကျေကျုံပြုဖို့ဖန်တီးထားတာပါ။ လင်းရင်ဘုံတန်တွေအောက်မှာရွေးကောက်ပွဲဆိုတဲ့စကလုံးဟာအရန်ကိုရည်စရာကောင်းပြီးအရန်ကိုကြေကွဲစရာကောင်းနေပါတယ်။ကျွန်တော်တို့ရဲ့ video content တွေကျွန်တော်တို့ရဲ့ဝေဖန်မှုတွေဟာအမှန်တရားအတွက်စစ်ပွဲပါပဲ။မြန်မာပြည်သူတွေဟာဒီမိုကရေစီကိုလိုချင်ကြပါတယ်။စစ်မှန်တဲ့ Federal ပြည်တော်စုကိုလိုချင်ကြပါတယ်။ဒီလိုအမှုပညာရှင်တွေရဲ့လုံရက်တွေကိုဝေဖန်သုံးသပ်ပြီးအမှန်တရားဘက်ကခိုင်ခိုင်မာမာယက်တီချင်အဖြစ်ကျွန်တော်တို့ရဲ့ video content တွေဟာအင်အားတစ်ခုဖြစ်လာပါလိမ့်မယ်။ ဒါမှသာလာမယ့်မျိုးဆက်သစ်တွေအတွက်ဒီမိုကရေစီနဲ့လူတံမိုးကိုမျက်နှိုးတဲ့နှုပညာမွေနှစ်ကိုခြံထားနိုင်ခဲ့နိုင်မှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။အမှန်တရားမကဆက်လက်ရည်တည်ကြပါစို့။